ဒီနေ့မှာတော့ရန်ကုန်မြို့ရဲ့အစီဆုံးနဲ့ဈေးနှုန်းအတန်ဆုံးဖြစ်တဲ့ဈေးရိုးစေးကိုရောက်နေပါတယ်။ငွေတပေါင်းချက်ထဲနဲ့ဒီဈေးမှာဘာတွေစားလို့ရမလဲ။ဒီမှာကတော့ရှမ်းစားစာရောတွေ့တယ်ပေါ့နော်။လေးကညက်ရမယ်။အုပ်လို့လေးတော့ပုံဟိုင်း။ဒီထဲမှာကပစုံချောက်တွေရောဘဲဥတွေရောအသားတွေရောအကုန်ပါတယ်ကျွန်တော်ဘောကပထမဦးဆုံးစစားဘူးမဲ့ဒူရင်းသီးဖောက်လာပဲဖြစ်ပါတယ် ားလုံးကမင်္ဂလာပါကျွန်တော်ကဇာတ်ကလင်းသံမဖြစ်ပါရဲ့ဗျဒီနေ့မှာတော့ရန်ကုန်မြို့ရဲ့အစီဆုံးနဲ့ဈေးနှုန်းအတန်ဆုံးဖြစ်တဲ့ဈေးရုပ်စီကိုရောက်နေပါတယ်အဲဈေးကတော့အင်းဆိုင်ဈေးပဲဖြစ်ပါတယ်ကျွန်တော်ဘာတွေစားမလဲဆိုတာကိုလိုက်ပြီးတော့ကြည့်ရှုပေးပါဦးအော်ပြီးတော့ဒီနေ့ကကျွန်တော်တို့ channel တစ်ခုရှိတယ်ငွေတစ်တောင်းချက်ထဲနဲ့ဒီဈေးမှာဘာတွေစားလို့ရမလဲလိုက်ပြီးတော့ကြည့်ပေးပါဦးဒါကအခုရောက်နေတာအင်းစိန်ဈေးပေါ့နော်ကျွန်တော်အခုတော့အစားတောက်တွေကိုမတွေ့သေးဘူးအခုမြင်နေရတာကတော့အဝယ်အစားတွေရှိတယ်ဖန်စီတွေရှိတယ်တူတူ အသီးတွေရှိတယ်ဗောနော်ဆိုတော့ကျွန်တော်ဘိုက်တော်စားနေပြီစားတော့ဆိုင်လိုက်ချလိုက်အောင်ပဲစားပြရကဲကျွန်တော်စားမဲ့မုတ်တွေရှိရလဲကတော့ဒီဘက်လမ်းထဲမှာရှိပါတယ်လိုက်ခိုက်ပေးပါအောင်ဒီမှာကတော့ရှမ်းစားစာရောတွေ့တယ်ဗောနော်အတုံးဆုံတွေရှိရဲ့ဟာတူရှိလေးရတယ်တူရှိရင်စားမယ်တချက်ဘယ်လိုဘယ်လိုရောင်းလဲမသိဘူးဗျ900တချက်900အော်ဟုတ်ဟိုကကျုပ်ပိုင်ရောကျုပ်နဲ့ တထောင်အဲ့ဆိုကျဲဦးနဲ့တစ်ခုပေးပါနော်ဟုတ်ရိုးရိုးဆိုရင်900ကျဲဦးနဲ့ဆိုလို့ရှိရင်တထောင်ပါရတယ်ဟုတ်ကဲ့ပါတယ်။ညနေလည်းပဲ ဟုတ်ကဲ့ဟုတ်ကဲကျွန်တော်ဒီမှာကျက်ဥတူရှိတစ်ချက်ကိုတထောင်နဲ့ဝယ်ခဲ့ပါတယ်ကျွန်တော်ကပုံမှန်ဆိုတော့သူကတရားနဲ့ပဲစားရတာပေါ့နော်ကျွန်တော်ကတော့ပဲမုံလေးပါထည့်ပြီးတော့စားပါတယ်အဓိကတော့စိတ်စိတ်လေးဖြစ်အောင်လုပ်ပါကဲကျွန်တော်စားခြင်းနဲ့မွေးငါးစားတစ်ဆိုင်ရှိသေးတယ်အဲ့ဒါကိုလိုက်ပြီးတော့ရှာလိုက်ပါဦးမယ်လိုက်ခဲ့ဦးโอ้ดีนาก็อ๋อดีนาปั้นนี่อายีเว้ย မိုင်းမွင်းကညီမလေးမွင်းကဆိုင်ရဘယ်နားမှာရှိလဲအကြီးကြီးလေဒီတဲထဲမှာလားဗျာဟုတ်ကျေးဇူးပါဗျာโอเคပန်းနေရလေလောကလက်လက်ဆက်ဆက်ရှိရတင်းချင်းโอ้တွေးပြီဒုတ်ထိုးတွေများကြီးပဲကျွန်တော်ရှာနေတဲ့စိုက်တွေ့ပြီ ဟုတ်ဟုတ်စစ်သားတို့ရရဒီမှာဒီတော့လောလောဆယ်တော့ဒိုးတို့အရင်မစားသေးဘူးငွေငါအရင်သွားစားပါဆိုတယ်ငွေငါအရင်စားခြင်းရောက်ပြီဒီမှာဦးကရင်မဝင်လားငါလာပါဗျာဟုတ်မင်းကညက်ရမယ်အုံးလုံးလေးတော့ကောင်းပါကြီးဟာအုံးလုံးကောင်းပါကြီးဒါဟုတ်ဟုတ်အဲ့ဆိုရင်ကျွန်တော်မဝင်ကားဟာငဖယ်နဲ့အိုးပဲဦးနဲ့ငဖယ်အိုးပဲဟုတ်ရတယ်ကျွန်တော်ဟုတ်မှန်ပါမင်းရတာဟုတ်ကဲ့ဗျာဟုတ် ဒီမှာအင်းစိန်စီးတဲ့မှာနမဲအကြီးဆုံးမုံဝင်ပါလက်မလဲအောင်ရောင်းသွားအခုချိန်လူတွေလုံးဝအပြည့်ပဲကဲစားပါတော့ကျွန်တော်အခုစားပါမယ်ကျွန်တော်ကမဝင်ကားစားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုချင်းချင်းဆက်ဆက်လေးစားတော့ဘူးသဘောကျတယ်ဟိုဒီမော်လေးထည့်ပါမယ်အများကြီးပဲကျွန်တော်ငဖယ်နဲ့အိုဘဲဦးနဲ့မှားတာ โอ้คิดเนี่ยบางทีผมก็เบี้ยวอยู่สุดเลยอายุเลยทำไมเขาเบี้ยวอยู่ทำไมก็ไม่หนาเลยสาบอยู่哇！哇！我讲这个也垃圾。 မဖယ်လေးနဲ့မဖယ်ဆလမ်းမဆလမ်းကြီးကြည့်ပါမစစ်တလေးပေါ့နော်။ငါစားလို့တော့ကောင်းတယ်။ဟင်းဦးရဟ။ငတ်တာငတ်တာ။ ဒီဆိုင်ရဟင်းရလေတကယ်ပြောတာတောက်လေတောက်လေမျက်မပြေခဏခဏတောက်ပြီးတောက်ပြီးတောက်ချင်ပုံတော့တော်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 ကြိုက်တယ်ပူလဲပူပါပြီဆလောက်ဆောက်ပါပြီဆိုတော့ဘာလို့ကကျွန်တော်အရှုပ်တဲဖို့မှားထားခဲ့တဲ့ကျုပ်တို့ရှင်နေထားပါမယ် မုတ်သားလေးကအိတယ်။ကျဲဦးအရာသာလေးရပြီးတော့ပဲမုံကစကားနဲ့တွဲလိုက်တော့ပါဖက်ကိုပါနေကျော်။ကျွန်တော်အခုစားရတဲ့မွင်းကားကအိုးဘဲဦးတလုံးနဲ့ငဖဲတစ်ခုနဲ့ကို3500ကျပ်လဲကြပါတယ်။အရသာတော့ကျွန်တော်တော့ကြိုက်တယ်။ပေးရရင်ဆိုကျွန်တော်တော့တန်တယ်လို့မြင်ပါတယ်။ကဲကျွန်တော်မှအခု9500ကျပ်ပါသေးတယ်။ဘာကြီးထပ်ပြီးတော့စားလို့ရအောင်မလဲ။လိုက်ကြည့်ပေးဦး။ ဟိုအချက်သားတုတ်ထိုးလေးတချောင်းမလို့ရောင်းလည်းမသိဘူးဗျတချောင်းနဲ့ဟာနော်ဟုတ်အဲ့ဆိုကျွန်တော်ကိုလေး၁၀ချောင်းတော့ပေးပါဗျဟိုဟာငဖယ်ရဲ့ဥလေးရဲ့ငုံဥရဲ့ပြီးတော့အသဲမြင်လေးရဲ့ပေါ့နော်ဟုတ်ကဲဒါကတော့ကျက်သားတုတ်ထူတစ်ချောင်း200ပါကျွန်တော်100ချောင်းမှာထားပါတယ်ငေါဥလည်းပါတယ်ကျက်ဥလည်းပါတယ်စီပွေးလည်းပါတယ်တံမြင့်တွေလည်းပါတယ်ဗျာဩဟုတ်ပါဦးမားတို့ပါတို့ငေါဥတွေစားပါမယ် ဟုတ်ဒီမှန်ဒီကကြကအရှင်တော်တော်ကောင်းတယ်အူလေးပါအချင်းကတကယ်ကောင်းလုံးလေ။အင်း။ဖေး။ ကျွန်တော်ဒေါဒိုးဆန်လာစားလာတာဒေါဒိုးဆဲเจ้าကိုတထောင်ဝင်းပေးရတယ်အခုဒီမှာ၄00ကပူသေးတယ်ဘာလဲထပ်ပြီးတော့စားလို့ရမယ်လိုက်ပြီးတော့ကြည့်ပေးပါအောင်အဟားဟိုမှာနောက်ထပ်ကျွန်တော်စားဖို့အတွက်အချိုးပွဲတစ်ပွဲထပ်တွေ့ပါဘူးကုတင်းနေလည်းရှိတယ်ဆနေမငိမ့်လည်းရှိတယ်ထမန်နေလည်းရှိတယ်ထမန်နေကကျွန်တော်တိတ်မကြိုက်တော့မစားတော့ဘူးဒီမင်္ဂလာပါဟုတ်ဘာလေးရလဲမသိဘူးကြာကလောရှိကြီးကျဲဥပြီးတဲ့ခွေကြီးရိုးရိုးဒါကာကိုဆယ်မီလီဒါနှစ်ပြောက်ပြီးဒါမုတ်ကလေးနဲ့ဒါထုံးမဟုတ်ဘူးဟုတ်မဟုတ်ဟုတ်ဒါပါกว่าလဲဟဲ့အ လောရှိကြီးပြည်နယ်ဥရှိကြီးပြည်လောရှိကြီးပို့တာ။ဟောပြည်နယ်ဥရှိကြီးပြည်လောရှိကြီးပို့တာ။အဲ့ဆိုရင်ဘယ်ဘယ်လောက်ပို့စီရောင်းလဲ။၁၀,၃၀,၃၀,၅၀။အစုံလေးစားခြင်းအစုံလေးထည့်ခြင်း၅၀။အာအစုံလေးပဲမစားအကိုကို။ဟုတ်။ဒါလေးနှစ်ခုပေး။ဟုတ်အကိုဟိုဘာလို့ပေး၃နာပို့ပေး။နော်။ကျေးဇူးပါ။ကျေးပါ။ဟုတ်ကဲ့။အစုံလေးနဲ့ဆောင်ပေးလိုက်မယ်နော်။ဟုတ်ကဲ့။ကျေးဇူးပါ။ ဒီထဲမှာကပစုံချောက်တွေရောဘဲဥတွေရောအသားတွေရောအကုန်ပါရယ်မှုတွေပါပါဆိုတော့တော်တော်ကောင်းမဲ့ပုံပဲကဲဒီမှာမြန်မာမှုတွေ3000မှုကိုအများကြီးပဲကာတော့ site ရှိအတော်ကြီးကအရင်တော့ကောင်းကျွန်တော်ပါဆက်ထိုက်ပေးလိုက်ပြီအခုပြီးပြီဆိုတော့ကျွန်တော်တို့အရင်တော့တောက်ပါမယ်ဟဲ့ဒူရင်းနီးဖြောင်းရအောင်ရသေးတာနော်။သွားရှုပ်လို့မရဘူး။ဂျူယူဖာလူဒါရေခဲမုတ်ဖာလူဒါ။အော် ရေကဲတုပ်ပြီးတုံရိုးရိုးဖောက်တာတစ်ခွက်ပေးပါနော်ဟုတ်ကဲ့ဒါရေမုတ်ကဲရရတယ်ရေမုတ်ကဲဟုတ်ဟုတ်အာအားရေကဲမုတ်ခဲ့ရမယ်ကျွန်တော်ပထမတော့ဒီမှာဆော့ဆော့ကမြန်မာမုတ်ဝယ်ပြီးတဲ့အချိန်မှာ1500ပူသေးတယ်ဒါပေမဲ့ကျွန်တော်ဒီမှာစားမှာကရိုးရိုးဖောက်တာတောက်ချင်တာဒါပေမဲ့ရေကဲမုတ်နဲ့ဆိုပိုကောင်းတယ်ဆိုတော့3500 ျွန်တော်2000အိတ်ဆိုက်လိုက်ပါမယ်ဒီနေ့ total အားလုံးပေါင်းကုန်တာက10000မျိုးနဲ့ကျွန်တော်မုတ်တွေ6မျိုး9မျိုးလောက်ကိုစားခဲ့ရတယ်အရန်တန်ပါတယ်ရရပြရတယ်ပြရတာရေခဲရေခဲကြတော့ရေတတ်ရေခဲပဲတုံးပြီဟုတ်ကဲ့ရေခဲတယ်ဒါနဲ့အကြီးတော့ဈေးရောင်လေးတုံးဟုတ်ဟင်းရောင်ကောင်းနော်ဒါကြတော့မျိုးရံရက်ကြီးဘူးလို့စီပဲတုံးဟုတ်ဘူးလို့စီပဲအဲ့ဒီရောင်ရတခါမှချက်လို့စီတုံးဟုတ်ကဲ့ လို့ဆိုရင်စတယ်အဲ1ကီလိုပါတော့အတိအကျထွက်သွားတယ်နည်းနည်းကြီးရတယ်ဟုတ်ကဲ့ကဲဒါကျွန်တော်မှားထားတဲ့အင်းစိန်ဈေးတွေက3500တန်းဟုတ်လားအာဟုတ်တယ်ဟုတ်တယ်3500တန်းရေကဲမုတ်ဖောက်တာပါအိုးဟောရေကဲမုတ်တွေများယူရဲ့အိုးအရင်ကြီးကြည့်ပါမယ်ပူတင်းတော့ပါသေးတယ် ်အေးဟဲ့အောင်ရေးတကယ်ပေါ့တာရလာထွက်တယ်ဝေးတကယ်မိုက်တာဟောဟင်းဒါဘူးဒီမှာဒါကတော့ဒီဖိုင်မှာအခုအထူးစပက်ရှယ်ရရတဲ့ ဒူးရင်းသီးဖောက်ယူတာလေးပါမကြည့်အောင်ဒူးရင်းသီးအပြည့်ပဲလုံးဝကျွန်တော်ဘောကပထမဦးဆုံးစစားဘူးပဲဒူးရင်းသီးဖောက်ယူတာပဲဖြစ်ပါတယ်ဆိုတော့ကျော်သမားမှွေရမယ်ပြီးတော့မှမြည်ကြည့်မယ်ဘလို့ရှိမလဲပေါ့အာပါပြီอืมဘောက ။ဟောလာအရသာနဲ့ဘူးဝင်းကြီးရဲ့နဲ့နဲ့အရသာနဲ့ရောပါတဲ့အချိန်မှာလုံးဝရောက်ကြည့်။အဲဒါကကျွန်တော်ဆော့ဆော့ဝယ်လာတဲ့ပူတင်းဆော့ပူတင်း။ဒါခဏလေးမကြည့်ပါ ်ဟဲ့လုံးလုံးတော့တိုက်ပြီတော်တော်ကောင်းတယ်ကဲဆဆောကဖောက်တာနှစ်ခွက်ကျွန်တော်တစ်ခွက်မှားတာနောက်တစ်ခွက်ကကြာတော့ဒူရင်းလေးဖာလိုတာကိုအနီးရ try ကြီးဆိုတော့ try ကြီးရဲ့အချိန်မှာအရင်တောက်လို့ကောင်းပါတယ်အခုနောက်တစ်ခွက်အနေနဲ့ကျွန်တော်တို့ parcel ထပ်ပြီးတော့ထပ်ပေးလိုက်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့ weather wire sign လေးရတော့မဝေຫນွေရိမ့်ဆိုတဲ့ sign ပါ sign ရဲ့ location ကတော့အင်းစိန်ဈေးပြဲပါရှိပါတယ်ခင်ဗျကဲဆိုတော့ကျွန်တော် okay ကျွန်တော်ဒီနေ့အေးစိတ်ဈေးထဲမှာ budget 1000ထက်ကျော်လွန်ပြီးတော့13000ဘိုးစားခဲ့တယ်။ဘိုက်ကတော့တော်တော်တင်းသွားပြီ။တင်းတဲ့ပြုံမှာဒီမှာ parcel ပါထပ်ပြီးတော့ဆွဲရခဲ့သေးတယ်။ဆိုတော့နောက်ထပ် video တွေနောက်ထပ် stream တွေမှာကျွန်တော်တို့ပြန်လည်ပြီးတော့ဆက်တွေ့ကြမှာပဲ။ဒါဟဲ့ဒီမှာပြည့်စက်ကြီးတို့ရေအားလုံးနှုတ်ဆက်လိုက်ပါတယ်။ bye bye ပါ